တင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့တူနီးရှားအတိုက်ခံကောင်းဆောင်လှုပ်ကြံခံရမှုကြောင့်သေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။အစ္စလာမစ်တို့ရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့တူနီးရှားအစိုးရကိုပြင်းပြင်းထန်ထန်ဝေဖန်လေးရှိရဲ့အတိုက်ခံကောင်းဆောင်ချိုဂရီဘီလေးဟာဖေဗူလာ6ရက်နေ့ကတူနီးမြို့ရှိအိမ်ပြင်ပတ်မှာပြစ်ခတ်ခံရမှုကြောင့်သေဆုံးခဲ့တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါရှိပါတယ်။ ဘီလိတ်ကိုလှုပ်ကြံတဲ့တနတ်သမားဟာအနီးကပ်နှစ်ချက်ပြစ်ခတ်ခဲ့တာဖြစ်ပြီးအနားမှာစောင့်နေတဲ့မော်တော်ဆိုင်ကနဲ့ထွက်ပြေးသွားတယ်လို့မျက်မြင်သက်တေများကပြောကြားခဲ့ပါဗျာ။အဲ့ဒီတေဆုံးမှုကိုဘီလိတ်ရဲ့နိုင်ငံရေးမဟာမိတ်များနဲ့အစ္စလာမ်မင်းအတိုက်ခံအချို့ကရှုံချခဲ့ကြပါဗျ။လဝဲရင်ကောင်းဆောင်ဘီလိတ်ရဲ့ဇနီးဖြစ်သူက သူမရဲ့ခင်မွန်းဟာအသက်အနည်းငယ်ချင်းချောင်းမှုကိုအကြိမ်ကြိမ်ကြုံခဲ့ရပြီးမျက်စိရှိမှပင် ပြစ်ခတ်ခံခဲ့ရတာဖြစ်ကြောင်းအတန်လွှင့်ဌာနတစ်ခုသို့ပြောကြားခဲ့ပါဗျ။ B လိတ်ကိုထောက်ခံသူများက B လိတ်သိဆုံးမှုအတွက်ကန့်ကွက်ဆန္ဒပြခဲ့ကြပြီးအာနာယအစ္စလာမစ်အင်နာဒါပါတီယုံတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။ B လိတ်ရဲ့မိသားစုကတော့လုံခြံမှုနောက်ွယ်မှာအင်နာဒါပါတီရှိနေကြောင်းစွဆွဲထားပါတယ်။တူနီးရှားဝန်ကြီးချုပ်ဟာမာလီဂျီပါလီကအဲ့ဒီလှုပ်ကြံမှုကိုရှုံချကြောင်းနဲ့ဘီလိတ်လှုပ်ကြံမှုရဲ့အဓိကပြစ်မှတ်မှာတူနီးရှားဒေါ်လာရင်းတစ်ခုလုံးဖြစ်ကြောင်းနိုင်ငံပိုင်ရုပ်သံတွေမှာပြောကြားခဲ့ပါတယ်ရှင်